မင်္ဂလာပါ။စကိုင်းတိုင်းထိတိုင်းမြို့မှာကျွန်တော်တို့နိုင်ငံတော်အလဲဝါစိန်နေတဲ့ပြီလဲပြန်လဲဖွင့်ထူထားနိုင်ပြီဖြစ်ပါတယ်။ဒီနေ့ဒီနောက်25ခုနဲ့မက်ရှလာ9ရက်နေ့ဖြစ်တယ်။ထိတိုင်းမြို့မှာကျွန်တော်တို့နိုင်ငံတော်လဲလွှင့်ထားနိုင်ပြီ။နိုင်ငံတော်လဲလွှင့်နေပြီဖြစ်တယ်။ဒါကြောင့်မလို့အခုကျွန်တော်တို့ဒီရောက်ရှိရာနေရာရှင်တို့တွေရောက်ရှိရာအချက်မှာနိုင်ငံတော်အလံလေထဲကိုလွှင့်နေချင်းတည်းလေတိုက်လို့မဟုတ်ဖဲနဲ့အဲ့ဒီနိုင်ငံတော်အလံလွှင့်ဖို့အတွက်ကျွန်တော်တို့တက်မလို့သားတွေရဲ့အသက်တီးသွေးတွေချွေးတွေဘဝတွေရင်းနှီးပိတ်ဆက်ထားရတယ်ဆိုတာညာလို့မင်းဝါရမိုက်တိုက်တယ်။အခုကျတော့စစ်တပ်က390ပေးပြီးတော့လိုက်ဝယ်နေတယ်လို့ပြောတာလဲခင်ဗျားတို့။ဆိုတော့ဘယ်တဲ့င်းကအမှန် မင်းမင်းသမီးပေါ်တာဆွဲနေတယ်ဆိုတော့ဒါကကောက်ခံပြီးွဲပြမလို့အခုတရင်ကျင်ညာနေပြီးတော့အဲ့ဒီလိုမျိုးနော်ဘက်ကရလေးချက်ပြောတယ်တရင်သမားဆိုပြီးတော့တရင်သမားအင်ခံထားတယ်ပြည့်ပြည့်မိသားရီအစားမြမကြီးပဲမှရှိရင်ခင်ဗျားတို့ကစားပေါ်တာဆွဲနေမယ်ဆိုတော့ဒီပြည့်ပြည့်မိသားရီရေးသမားကိုမျိုးစိဆုံးမိပြီးယုံနေကြတဲ့လူတွေကိုလေခင်ဗျားတို့ကိုယ်ပိုင်အုံနောက်လေးနဲ့စဉ်းစားချင်းချိန်ကြပါစဉ်းစားနိုင်တဲ့အုံနောက်တွေခင်ဗျားတို့မှရှိကြပါခင်ဗျားတို့မှအမေမွေးလိုက်တဲ့ကအတိညာနေပါလာတယ်ဒီအတိညာကိုကောက်စွာအောင်ချပါနော်ချိုးရလို့ရှိတဲ့စစ်သားကမိန်းကလေးလေးလေးပေါ်လာဆွဲနေကျမတို့စစ်သေးဝင်ခြင်းလုံးလို့ ိုင်ငံတော်ကထမ်းဆောင်ခြင်းကိုစည်ရင်းပေးထားတာတော့ဟုတ်တယ်အမျိုးသမီးစစ်မှုထမ်းတွေခေါ်ဖို့အစီအစဉ်မရှိပါဘူးလို့စစ်မှုထမ်းဒီကျမတို့သတင်းမှန်ပြန်ကြားရေးကိုယ်တိုင်ကတရားဝင်ထုတ်ပြောထားတယ်ဒီလိုထုတ်ပြောလိုက်တော့ပြည်ထောင်စုမြို့ရဲ့တစ်ဖက်လက်နဲ့ပါပြောတယ်အမျိုးသမီးစစ်မှုထမ်းတွေကိုစည်ရင်းကောက်နေနာမည်စည်ရင်းကိုကောက်နေတာလူခေါ်နေတာမဟုတ်ဘူး အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ကပေါ်တာဆွဲတာလူဝဲတာမရှိဘူးလို့ပြောင်ကြကြညင်းလိုက်တဲ့ပတူမယုတ်တန်နဲ့အတူညောင်ကျိုးစခန်းအခြေအနေမကောင်း၍စစ်ကောင်စီကကပ္ပစ6တို့အင်အား600ကျော်ပို့ထားပြီးပြည်သူများကိုထမင်းထုတ်ပို့ခိုင်းနေတဲ့ထူးခြားသတင်းပါတင်ဆက်ပေးလိုက်ပါတယ် ပဲခူးတိုင်းပတောင်းမြို့နယ်ရှိစစ်ကောင်စီ၏ညောင်ကျိုးတပ်စခန်းတွင် တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကကပ္ပဆာဆက်ယုံများအတွက်စိုးရိမ်ပြီးအတွက်ကပ္ပဆာ6တို့အင်အား600ကျော်ထပ်ပို့ထားကြောင်းတပ်တရင်းရင်းမြစ်များထံကသိရသည်ညောင်ကျိုးစခန်းကျသွားပါကကပ္ပဆာဆက်ယုံများတို့စစ်ရေးရောက်လာမည်ကိုစစ်ကောင်စီကအထူးစိုးရိမ်နေပြီးအမတ်စဉ်၈စစ်တင်နန်းမှတင်နန်းသားတင်များကိုကပ္ပဆာ6အတွင်းသို့အင်အားလုံးအရင်ဖြင့်ပို့ဆောင်ခဲ့ခြင်းဖြစ်သည် အဆိုပါတပ်အင်အားများအတွက်စစ်ကောင်စီကရိခါလုံလောက်အောင်မပေးသည့်အတွက်အုပ်ချုပ်ရေးမှူးမှဥဆောင်ကပြည်သူလူထုထံမှထမင်းထုံများတောင်းယူပြီးပို့နေကြောင်းဒေသခံများထံကသိရသည်ညောင်ကျိုးတိုက်ပွဲအတွင်းတို့လည်းမော်ဘီတရင်၃ခုမှစစ်ကောင်စီအင်အားရချီ၍ပို့ဆောင်ထားပြီးလမ်းပိုင်းလုံခြုံရေးများပါယူခိုင်းထားကြောင်းသိရသည်စစ်ကောင်စီကညောင်ကျိုးကိုရိခါပို့ဆောင်နိုင်ခြင်းမရှိတော့ဘဲအိုရှစ်ပင်မြို့တွင်မှဒေသခံများကိုအသားဟင်းများဖြင့်ထမင်းထုံများအနည်းစဉ်ပို့ပေးရန်ညွှန်ကြားနေကြောင်းဒေသခံများကဆိုသည် မင်္ဂလာပါ။စကိုင်းတိုင်းထိတိုင်းမြို့မှာကျွန်တော်တို့နိုင်ငံတော်အလဲဝါစိန်နေတဲ့ပြီလဲပြန်လဲဖွင့်ထူထားနိုင်ပြီဖြစ်ပါတယ်။ဒီနေ့ဒီနောက်25ခုနဲ့မက်ရှလာ9ရက်နေ့ဖြစ်တယ်။ထိချိုင်းမြို့မှာကျွန်တော်တို့နိုင်ငံတော်လဲလွှင့်ထားနိုင်ပြီ။နိုင်ငံတော်လဲလွှင့်နေပြီဖြစ်တယ်။ဒါကြောင့်မို့လို့အခုကျွန်တော်တို့ဒီရောက်ရှိရာနေရာရှင်တို့တွေရောက်ရှိရာအချက်မှာနိုင်ငံတော်အလံလေထဲကိုလွှင့်နေချင်းတည်းလေတိုက်လို့မဟုတ်ခင်နဲ့အဲ့ဒီနိုင်ငံတော်အလံလွှင့်ဖို့အတွက်ကျွန်တော်တို့တပ်မတော်သားတွေရဲ့အသက်တီးသွေးတွေချွေးတွေဘဝတွေရင်းနှီးပိတ်ဆက်ထားရတယ်ဆိုတာညာလို့မင်းနဲ့တချို့ညီပေါ်ညီပိတ်တွေနဲ့ဘုံကျုံမျိုးညစ်တွေကပြောတယ်စစ်တပ်ကအဲ့ဒီပြည်သူကျွေးတဲ့ထမင်းကိုစားထားလို့ကျေးဇူးရှင်မလို့ပါနဲ့ စစ်တပ်ကပြည်သူကျွေးရဲ့ထမင်းကိုစားထားတယ်ဟုတ်တယ်ခမနဲ့ဒါပေမဲ့ခမရတို့ရှုပ်သွင်းနေတဲ့လေတွေမှာတမောသားတွေအသက်တွေအသွေးတွေချွဲတွေပါတယ်ဆိုတာမမေ့နဲ့ KSS ဆက်ကျမတို့လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှာဒီဒီနေ့ဒီချိန်ထိနိုင်ငံတော်တည်ဆောက်ရေးကိုတမောကတော့လုပ်ခဲ့ပြီးတော့အီအီကိုအီအောင်ကိုအမိခံတိုင်းရင်းသားလက်နက်ကန်ဖွဲ့အမိခံထားတဲ့လူတွေဒီဘိန်းဆိုင်တယ်တရားဖြစ်မယ်လမ်းဖြစ်မယ်စက်တီးကောက်ပြီးတော့နိုင်ငံတော်ရဲ့နိုင်ငံသားတွေရဲ့တနိုင်ငံလုံးရဲ့အမျိုးသားကျိုးစီပွားကိုမပြောနဲ့သူတို့နေထိုင်ရာ တို့တို့ဒေတာမှာရှိတယ်တိုင်းရင်းသားလူမျိုးစုတွေရဲ့အကျိုးကိုတောင်ဖောင်ဆောင်မပေးနိုင်ခဲ့တဲ့လူတွေဖြစ်တယ်။ဒါကြောင့်မလို့တစ်ချိန်လုံးကျမတို့နိုင်ငံနဲ့မြန်မာနိုင်ငံတိဆောက်ရေးကိုတမတော်ကတော့အစဉ်တစိုက်လှုပ်ဆောင်ခဲ့ပြီးတော့မြန်မာနိုင်ငံပြည့်စည်ရာပြည့်စည်ချောင်းကိုပြည်ဝေးရအောင်အမိခံတွေကလုပ်ခဲ့နေဆိုတာခင်ဗျားတို့ခေါင်းထဲမှာမှတ်ထားမလို့ရတယ်။ဒါပေမဲ့တို့တို့ကျွန်တော်ဖတ်ပြမယ်။ဒါပေမဲ့ကျင်းမြို့မှာစေပေဒုက္ခတဲ့တောင်းတဲ့ချီပြီးတော့ထပ်ပြေးတိတ်ဆောင်နေရတာရှင်းလာကြောကြပြီဖြစ်ပါရဲ့။နေရအတိအကျမရှိတဲ့အတွက်တနေရာပြီးတနေရာတောတောင်နေတဲ့တဲ့ရန်နေထိုင်ရပါလေ။ဒါကြောင့်မလို့စားနဲ့ရိတ်ခါတွေပြတ်လက်ပြီးတော့ဆေးဝါးတွေလည်းပြတ်လက်နေပါလေ။အဲ့ကောနားမကောင်း။ မိမိတို့အိုးပိုင်အိမ်ပိုင်နဲ့ခေါင်းပြောင်းအောင်အိတ်ရတဲ့မမကနေပြီးတော့တော်လေးတောင်ထဲမှာထွက်ပြေးရတယ်။လက်ရှိမှာလည်းငယ်ရေးခဲချင်းဖြစ်တာလေးနဲ့ဒါပေမဲ့တပည့်ချင်းကဘူးဘူးတို့ထွက်ပြေးရတာရှိလာပဲရှိသေးတယ်။ဘာကြောင့်လဲ။ပြီးခဲ့တယ်2024လုံးကတည်ရနေလေးဘောကိုသွားပြီးတော့မတဲ့စောင်းကြွနဲ့စောင်းခါနဲ့အညာပတက်တယ်။မန္တလေး PDF ဆိုတဲ့ဟာတွေစောင်းခါတို့မောင်စောင်းခါတို့အဖွဲ့တွေအညာ PDF တွေကောင်းလုံးကတအားပလောင်ဘောကိုသွားမတယ်။ချမ်းမန်းဆက်စင်ကြီးဆိုပြီးတော့တပည့်ချင်းမျိုးအတိုင်းတိုက်ပွဲဆိုပြီးတော့စစ်မီမှုွေးလိုက်တဲ့သူစစ်ကလာတယ်။ဒါကြောင့်မို့ကျွန်မကခင်ဗျားတို့ကိုထပ်ခါထပ်ခါပြောတယ်စစ်ကိုမခေါ်ပါနဲ့စစ်ကိုမခေါ်ပါနဲ့စစ်ကိုမခေါ်ပါနဲ့ဖြစ်ပြီးရဲ့ ခင်ဗျားတို့ကမြို့သိမ်းတိုက်ပွဲဆိုပြီးမြို့အပြန်လိုက်တဲ့အတွက်လောက်24ရှစ်လပိုင်း9လပိုင်းမှာတပိတ်ချင်းမြို့ကိုဖျက်လိုက်လို့တပိတ်ချင်းကဒေတာခံအခုလိုတောင်းနေချီပြီးအိုးမဲ့အိမ်မဲ့ထွက်ပြေးနေရတဲ့တရက်ခံပြီး DLNL နဲ့အညာ PD ရဲ့မန္တလေး PDS ဆိုတဲ့အကြံဖက်ဖွဲ့ရဲ့လက်ရှိဖြစ်တယ်နော်ဒါပြင်ကျွန်တော်တပိတ်ချင်းမှာပြင်ငါတိုင်းနေရှိတယ်အဲ့ဒီမှာကျွန်တော်တို့တက်ပေါ်တန်းနေလေးရှိနေတဲ့အကြောင်းတက်ကက7တုံးတခုစစ်စင်ရေးမှာအများဆုံးတိုးပြနေတဲ့စက်တက်လေးတီးတွေအတွက်နော်စက်တက်လေးတီးပြေးလန်းတိဆောက်နေတယ်လို့ကြားသိရပါတယ်နော်တခုနောက်ဆိုလို့ရှိရင်ငကူကမှာစက်တက်လေးတီးဆိုလို့ရှိရင်အပန်ကြားတာနဲ့ဒူးတုံအောင်ကြောက်နေတဲ့အကြမ်းဖက်ပြတ်တွေကို နော်တပိတ်ချင်းမျိုးနဲ့တွင်ငယ်တိုက်နေတက်က73မှာရှိတယ်။တော့ကျွန်တော်တန်းနေလက်ချက်တင်တဲ့အကြောင်းမှာအခုဆိုရင်ဆက်တက်ဒီထိပေးတဲ့ပြေးလန်းအောင်မှာလုပ်နေလုပ်ထားပြီဆိုတော့ကစေအိမ်မရရင်စိတ်တိုင်းညရင်ညနေတော့ပြီလို့ကျွန်မထင်တယ်နော်။ဆိုတော့ပရမရက်ကကျွန်မနေမျိုးစင်ရုပ်တက်ဖိုင်ပြလာတယ်လေ။နေမျိုးစင်ကအာတက်ချုပ်ကြီးကျွန်မတို့တက်ချုပ်ကြီးပေါ့နော်။တက်ချုပ်ကြီးရောရှာပြန်လာလို့ရှိရင်လည်းသူတို့ကမြန်မာတိုင်းညလုံးကိုပိတ်တော့မယ်အနေထားဖြစ်နေပြီလေ။ သူကမင်းအွန်လိုင်းကရုရှားကနေပြန်လာလို့ရှိရင်သူတို့တော်လိုက်တဲ့ဖက်တွေကမြန်မာတိုင်းနိုင်ငံလုံးလိုသိမ့်ပြီးစစ်ကောင်စီတပ်ကအညံ့ခံတဲ့အနေအထားဖြစ်အောင်သူတို့လုပ်မယ်လို့ပြောတော့အော်ဒီနေရာကမြန်မာတို့များတိုက်တော်မှာလဲရန်ကုန်ကိုပဲတိမ့်တော်မလားမင်းလေးကိုတိမ့်တော်မလားနေပြီးတော့တိမ့်တော်မလားဆိုတော့ကျွန်မကတွေးပြီးတော့စိတ်ကုန်ပြီလားဒါပေမဲ့စီးရင်ချင်းလေးဘယ်လိုရှိလဲကျွန်မဖတ်ပြပေးမယ်နော်စေပရိပခါကြီးပြင်းထန်နေတဲ့ရခိုင်ပြည်နယ်မှာတဲ့အသားငါရှားပါမှုတွေတုံ့ပြန်နေရပြီးအာဟာရတွေပြက်လက်နေပါတယ်တဲ့နော်စစ်ဖြစ်ွားရနေရမှာစစ်ရနောက်ဆက်တဲ့ဆွေးကျူးနေတယ်အဲ့ဒါတွေကအလိုလိုခံရတာဒါကြောင့်မလို့ကျွန်မကပြောပါတယ်စက်ပွဲတစ်ပွဲအောင် ဆားရတာလေဒါတော့အဆုံးတက်ရတာခက်တယ်ဒါကြောင့်မို့ဒီစက်ပွဲဒီလက်လက်ကမြင့်နေတဲ့လူတွေတင်မဟုတ်ပဲနဲ့ချောင်းမှရှိတယ်အနာကက် ဲ့သွားတဲ့ပြည်သူတွေရဲ့ဘဝကိုစာနာဖို့ထက်ကပ်ဖို့လိုအပ်တယ်။လက်နဲ့ကန်ပြီးတိုက်နေတဲ့နှစ်ဖက်သောအဖွဲ့အစည်းတွေကဂျားထဲမှာလက်နဲ့မရှိတဲ့ပြည်သူတွေရဲ့ဘဝကိုထည့်သွင်းဖို့လိုအပ်တယ်လို့ကျွန်မကပြောတာနော်။အခုတော့ရခိုင်ပြည်နယ်မှာတားငါးတွေရှားပါကြုံရှားပါနေပြီးတော့ပြောချင်တာတားငါးတွေရှားနေတဲ့အတွက်အာဟာရတွေပြက်လက်နေပါတယ်။ဆိုတော့ခိုင်ဒုက္ခပြောခဲ့တာကကျွန်တော်တို့မှာဆက်ရှိရကျွန်တော်တို့မှာငားရှိရကျွန်တော်တို့မှာဟင်းသီးရှိရကျွန်တော်တို့ပြည်နယ်ကိုကျွန်တော်တို့အုပ်ချုပ်မယ်ဆိုတဲ့ခိုင်ဒုက္ခကအခုနောက်ဆိုခိုင်ဒုက္ခဖြစ်နေတော့ပြီ။တို့ရခိုင်ချင်းချင်းကမြစ်တာပို့နေတဲ့အတွက်နော်။တို့ရခိုင်ချင်းချင်းမြစ်တာပို့နေတဲ့အတွက်ကျင်းစာတွေဝါပြီးနှာနေတော့ပြီးလို့ကျွန်မထင်တယ်။နောက်တစ်ခု ချင်းပြရနေကြတာဖဲကုံမြို့မှာဆစ်ဆောင်စကန်6ကုံပါတဲ့ဆန်နဲ့ရိတ်ခါတွေပြက်လည်နေပါတယ်တဲ့ ပြက်လည်နေပါပြီထမင်းခန့်နေပါပြီဆိုတော့တရားပြည်နယ်တည်နေလဲထင်မှတ်ထားလာကြမှာဟုတ်ပြီဒါသူကချင်းပြည်နယ်မှာငတ်တဲ့တည်ရင်ကိုတရက်ခွဲပြီးကျင်ရတယ်တရားပြည်နယ်မှာချင်းပြည်နယ်ငတ်ပြီးဒေခါကြီးပြက်ဒုက္ခကြီးရောက်တဲ့တည်ရင်ကိုတရက်ခွဲပြီးကျင်ရမယ်ရှမ်းမြောက်ဒေသမှာအာစားနေရိတ်ခါကြီးပြက်လက်ပြီးတော့ဈေးဝါးကြီးပြက်လက်နော်အာဟာရမှာကောင်းကောင်းကင်ကင်မစားရဆိုတဲ့တည်ရင်ကိုတရက်တရက်ခွဲပြီးကျင်ရတာဘာလို့လဲဆိုတော့တိုင်းနိုင်ငံလုံးမှာအဲ့ဒီလိုဖြစ်နေတယ်လို့ပြောလိုက်လို့ရှိရင်တူတူရဲ့တော်လန်ရေးဆိုတာကြီးကိုပြည်သူတွေကရုံရှာမုန်းလေးကောင်မှာသူတို့သိရဲ့အတွက်ကလင်ကြီးချင်းနဲ့အဲ့ဒီလိုအပိုင်းဆက်လေးလေးနဲ့မုံဆုံးမှလေးမကင်းတာတော့အပိုင်းတရက်ပိုင်းလေးအပိုင်းတော့အဲ့လိုခွဲပြီးကျင်ရနေကြတာဖြစ်တယ်နော် ချင်းမီနောက်ပိုင်းကမြို့နယ်တွေမှာငန်းလေးရောက်ခလင်းငယ်တွေကိုကာကွယ်ဆေးမထိုးနိုင်တာတိတိကျကျကြာသွားပြီဖြစ်ပါတယ်ဒါကြောင့်မလို့ယောဂါရေးကူးစက်ခံရမှာစိုးရိမ်နေရပါတယ်ဆိုတော့ဒီကာကွယ်ဆေးတရင်ကိုအရင်ရက်ကကျင်ရတာရခိုင်အခုရှမ်းနေတယ်နောက်ရက်ဆုံးပင်ပင်နေတို့သခိုင်းတို့မကွေးတို့မှလာတယ်ဒီမှာရှိတဲ့နောက်စပေးချောင်းကလင်းငယ်တွေကနော်လာသားရွယ်မှာတလားသားရွယ်မှာဘာကာကွယ်ဆေးထိုးရမယ်တနည်းရွယ်မှာဘာကာကွယ်ဆေးထိုးရမယ်ဆိုရင်သတ်မှတ်ထားတဲ့ကာကွယ်ဆေးတွေရှိတယ်အဲ့ဒီကာကွယ်ဆေးတွေမှာထိနိုင်တဲ့ကျန်းမာရေးတွေစိုးရွားနေပြီးယောဂါရေးကူးစက်ခံရမှာကြောက်ပါရင်ဆိုပြီးတော့အပိုင်းဆက်ပြီးပြည့်ပြီးတော့သူတို့ပြောပြနေတယ် ဒါကဘာကိုပြလဲဆိုလို့ရှိရင်စစ်ဖြစ်တဲ့အတွက်ဦးမအိမ်မဲနဲ့တရားရယ်ဒါကြောင့်မို့အစာအဟာရကိုလုံးလုံးဆောင်မရရင်ငတ်မောက်ခေါင်းလာတဲ့ဘေးကိုကြုံရတယ်နော်အဲ့ဒီငတ်မောက်ခေါင်းလာတဲ့ဘေးကိုကြုံရတော့အစာအဟာရမပြည့်တော့ခန္ဓာကိုယ်မှာခုခံအားမရှိတော့ယောဂတွေအလိုတူဖြစ်မဲ့တောက်တုံးတွေနဲ့မတန်ရှင်းတဲ့အတွက်ဝမ်းပြောင်းဝမ်းလျှော်ယောဂတွေကူးဆက်နေယောဂတွေဖြစ်မဲ့ယောဂဖြစ်တယ်လေနော်ကျန်းမာရေးကူးတောင်းမှုမရတဲ့အတွက်ကက်ယောဂတွေဖြစ်မဲ့ဘေးဒုက္ခတွေဖြစ်မဲ့လက်နက်ဘေးကြောင့်နောက်ဆက်တွဲနော် ဒုပိကဏ္ဍကဲတတနာကဲရောကဏ္ဍစတ်ဆိုတော့ကက်ကြီးသုံးပါးဘေးကိုကြော်လွှမ်းနေတာဖြစ်တယ်။လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာနိုင်ငံရေးစိတ်ရည်တွေဘာသာရေးတွေလည်းအများကြီးပါတယ်။ကက်စီးနေတဲ့အနေနဲ့မကောင်းသူတွေကဲဒီကောင်းသူတွေကဲနေမယ်။ဒါကဒီလက်ရှိနိုင်ငံရဲ့အခင်းချင်းမှာကျွန်တော်တို့ပြုခဲ့တဲ့တီလာကျွန်တော်တို့စောက်တည်ခဲ့တဲ့တီလာကျွန်တော်တို့ပြုခဲ့တဲ့ဒါနာကျွန်တော်တို့ပွားများခဲ့တဲ့ဘာဝနာကတာရှင်တွေဒီကက်ကြီးသုံးပါးဘေးကကြော်လွှမ်းနိုင်အောင်ကျွန်တော်တို့ပြုပေးနိုင်တယ်။လက်ရှိမှာဆိုရင်ခင်ဗျားတို့ကြိုက်ဒီဖြစ်စေမကြိုက်ဒီဖြစ်စေကျွန်တော်တို့ထောက်ခံတဲ့တမန်ကောင်းဆောင်တွေဒီပြင်းပြဆန်နေတယ် နော်ခင်ဗျားတို့ကြိုက်တိပြည်မကြိုက်တိပြည်ဦးတန်းရွှေတိတက်တက်လုံးပြင်းပြင်းဆန်လာတယ်တို့တော့ဒေါက်တာဆန်းစုကြည်ဒီသူ့ဘဝရဲ့တဝက်လောက်ကထောင်ထဲမှာနေနေရတယ်ဒါဟာသူ့ပြုတ်ခဲ့တဲ့ကံနေရဲ့သူ့ထားခဲ့တဲ့တိလကမာတိပြင်ညာသူ့ဆောက်တည်ခဲ့တဲ့တိလကမာတိပြင်ညာသူ့ထားခဲ့တဲ့တိုင်းမြင်တဲ့လူတို့ရဲ့စေတနာသူ့လုပ်ခဲ့တဲ့ကံကံရဲ့အကျိုးကိုလက်ရှိဘဝမှာမျက်မြင်တွေ့ကိုတွေ့ခံစားနေရဖြစ်တယ်တယောက်ကတိုင်းမြင်ရဲ့အမြင့်ဆုံးနေရာမှာဘယ်တော့မှပြုတ်မကြဘဲနဲ့အမြင့်ဆုံးမှာပဲရှိနေဘူးတယောက်ကတော့နော်၄ဒီတခါမြင့်ကြည့်တဲ့ထောင်ထဲမှာဝင်ရတယ်ဆိုပြီးသူ့ရဲ့ကံကဘယ်နောက်ထိကောင်းလာလဲလောက်ထားတယ်လို့ကောင်းကျိုးတွေခံစားနေရလဲဆိုတာပေါ်လွင်ပါတယ် เนาะကျွန်တော်ကလက်ရှိနိုင်ငံရေးစီရင်ရေးဘာသာရေးတွေနဲ့ပါတဲ့အတွက်တက်ဆေးတဲ့အထဲထဲမှာကိုမပါအောင်မိမိတို့ရဲ့ကိုစိတ်နှလုံးကိုကောင်းမွန်အောင်ပြုပြင်နေထိုင်ကြဖို့ကျွန်မလိုက်တော့ကျွန်မလေးနားထောင်ကြပါဦးကျမမြန်မာအခု2020-2025ပညာသင်နှစ်အတွက်တက္ကသိုလ်ဝင်တန်းဆောင်ဖွဲ့ဖြေဆိုမဲ့ចောင်းသားចောင်းသူ2000ကျော်ရှိပါတယ်။အဲ့ဒီចောင်းသားចောင်းသူ2000ကျော်ဆိုတာက AA ထိန်းချုပ်ထားတဲ့ဒေသကចောင်းသားចောင်းသူမဟုတ်ဘူး။ AA ထိန်းချုပ်ထားတဲ့ AA ကတိတ်လိုက်ပြီးရခိုင်ပြည်လုံးကို AA တိတ်လိုက်ပြီးဆိုတော့မြို့မှာရှိတဲ့ចောင်းသားចောင်းသူတွေပညာသင်ထားခွင့်မရဘူး။သူတို့ပညာသင်ထားခွင့်ဆုံးရှုံးသွားတယ် သူတို့ပညာသင်ကြားခွင့်တနည်းထဲဆုံးရှုံးပါလားမဟုတ်ရှေ့မှာပညာသင်ကြားခွင့်ဆုံးရှုံးသွားတဲ့နမူနာသခိုင်းတိုင်းမှာတွားကြည့်မယ်။ကြားပြည်နယ်မှာကြည့်မယ်ချင်းပြည်နယ်မှာကြည့်မယ်လေးနေရှိရှိပညာသင်ကြားသွားလေးနေတတိဆုံးရှုံးသွားတယ်။ဘကူးရန်ကုန်အေရာဝတီနဲ့နေပြည်တော်နေရာမှာလည်းမိမိလာမှာကြောင်းတက်မယ်ဆိုရင်ဝါဒပိုင်းကိုဂျုံနဲ့ခရင်းတက်ငယ်ကြီးကြောင်းထွက်လိုက်တာအခုဆိုလို့ရှိရင်လမ်းပေးနေလမ်းမစားခင်နေကြတယ်နော်။ပထမဆုံးနောက်နေစက်တဲ့တော်ကဒီကလေးဒီအသက်ဆက်နေနေဖြစ်တယ်။အခု၄နှစ်ရောက်တဲ့ခါ၁၆နှစ်ဖြစ်သွားတယ်။သူ့မှာအတိုင်းပညာမရှိတော့တက်ပညာလည်းမရှိတဲ့အခါကျတော့ကလေးတော်တော်များများကလမ်းပေးမှာပေါ်ရှင်နေတဲ့ဘဝအောင်ရောက်သွားတယ်။ ဆေးဆွဲနေတယ်ယောက်ျားလေးတွေကော်ရှူပြီးဆေးဆွဲနေတယ်မိကလေးတွေဆိုတော့မိကလေးတွေအရွယ်လေးကမမမြောက်မချောက်နော်မရှိမှဖုန်းကြီးကပေါ်တယ်အင်တာနက်တွေခက်စားရဲလိုင်းပေါ်မှာတမိတာထားကြတယ်သူများအိမ်ရသူတစ်ပါးအိမ်ရလည်းရှိယောက်ျားနဲ့ဖောက်ပြခဲ့တယ်နော်အသက်ကလေးကငငယ်ရွယ်ရွယ်နဲ့သူများလည်းရှိယောက်ျားနဲ့ဖောက်ပြတာအိုးကြီးဝင်အဖိုးအဖိုးကြီးကိုတိတ်ကကြီးတွေနဲ့ဖောက်ပြတယ်ဆိုတော့တည်နေတာလက်ရှိကျမတို့ရက်ရွာအတွင်းမှာမျက်မြင်ဖို့တွေမြင်တွေ့နေရတယ် နော်ဆိုတော့ကပြောချင်တာကအခုလက်ရှိရခိုင်ပြည်နယ်မှာဒီတိအေးထဲထုတ်တဲ့မြို့မှာရှိတဲ့ခရီးသင်ငယ်တွေဒီနာတရားခွင့်အဆုံးရှုံးနေကြအမှားကက်ပြောက်ပါပြီတိုးတော့အခုလက်ရှိမှာစာမျိုးပဲပြင်မဲ့ចောင်းသားပေါင်း2000လောက်ရှိနေထိုးចောင်းသားတွေဒီတော်တော်ထိထုတ်ထားတဲ့နော်မအောင်ကျော်စစ်တွေ ောက်ဖြူဒီသုံးမျိုးနယ်ကကျောင်းသားတွေဖြစ်တယ်ဆိုတော့ဒီတပြည်နယ်လုံးမှာဒီသုံးမျိုးနယ်မှာလာအေဂျင့်တွေအတွက်ဒီသုံးမျိုးနယ်ကကလေးတငယ်တွေပညာသင်ကြားခွင့်ရတယ်တကယ်လို့ခင်ဗျားတို့ပြောတဲ့အီအီကဒါရခိုင်လူမျိုးတွေအတိုးအတွက်အမေရိကန်ဆောင်ရွက်နေတဲ့ရခိုင်တပ်တော်မှန်ရင်ဒီသုံးမျိုးနယ်မှာရှိတဲ့ကလေးတငယ်တွေအခုဆောင်မှုဘက်ပြင်မဲ့ကျောင်းသားပေါင်း2000ကျော်ရဲ့အနာဂတ်ကိုထည့်ပြတော့အားဖြင့်အခုဒီရက်ဒီဆောင်မှုဘက်ကလာနီးစပ်နီးကန်နေပြီဖြစ်တဲ့အတွက်ဆောင်မှုဘက်ကလာမှာတို့တို့တွေစိတ်ဒုက္ခမကြုံရအောင်စိတ်ဖြစ်စင်းမှုမရှိရအောင်ခင်ဗျားတို့မှာအမှန်တကယ်ကိုရခိုင်မျိုးကိုချက်တယ်လို့လာရှင်စစ်ပွဲတွေကိုရက်တန်းကရထားရတယ် လုံးဝရက်ပါတော့ကျွန်မမဆိုးလို့ခင်ဗျားတို့တိုက်ချင်တဲ့အချိန်မှာတိုက်လို့ရတယ်။သို့တော့ခင်ဗျားတို့မှာအတက်ကဲစားနိုင်တဲ့လုံးလုံးရှိရင်ခလေးတကယ်ရင်ပညာသင်ကြားခွင့်ပညာသင်ချားခွင့်အတွက်သူတို့ဆောင်ဘွက်ချိန်နဲ့ကာလမှာစစ်ပွဲတွေကိုရက်တဲ့ကရက်ပါတော့ကျွန်မတိပေးချင်တယ်ကျွန်မတိုက်တုံးချင်တယ်။ကျွန်မတို့မှာလူသားချင်းစာနာတဲ့နှလုံးသားရှိတယ်။ဟုတ်ပါကျွန်တော်အိမ်ပြန်ကလေးတယောက်အခုစာမောပဲဖြေရမှာတကွတော့တယ်ကျွန်မဘရောမှာအတန်ဆူဆူညံ့ညံ့မလုပ်ကျွန်မတချင်းဖွင့်ရင်တော့မှကိုကိုလေးနဲ့တူတူပဲဖွင့်နေကျွန်မနောက်လည်းမဖွင့်ဒီစာကြက်နေတဲ့ကလေးကိုအနောက်ရှက်ဖြစ်မှာဆိုတော့ တချို့လူကြီးတွေစကားပြောရင်တော့ကြဲကြဲမပြောဘူးဒီစာချက်နေတဲ့ခလေးကိုနောက်ရှက်ဖြစ်မှာဆိုတဲ့အတွက်အဲ့ဒီလိုမျိုးကျမတို့မှာလူသားချင်းစာနာတဲ့နှလုံးသားတွေရှိကြတယ်အေးအေးမှသာအမှန်တကယ်ရခိုင်လူတို့ပေါ်မှာစာနာတဲ့နှလုံးသားရှိတယ်အခုကြောက်ဖြူမှန်အောင်စစ်ပြီးဒီတော့ခုလည်းမှရှိတယ်ခလေးတငယ်ကြီးစာမပွဲဖြေဆိုမဲ့ကာလာမှာခလားတို့လက်နဲ့တည်းခဏချထားပြီးခလားတို့ကြည်နံနေခဏရက်ထားပြီးတော့ဒီခလေးတွေရဲ့အနာဂတ်ကိုထည့်အတွက်ပါလို့ကျမတို့ကြောင့်တိုင်းတယ်ဘာလဲကျမတို့စစ်မှုထားတဲ့ဥတော်လိုက်တဲ့ သိန်း90ပေးမယ်ဆိုပြီးစစ်တပ်ကလူတွေလိုက်ဝယ်နေပါတယ်။ဒါကပြည်ထက်မိသားစုမှာရေးသားဖော်ပြတဲ့တဲ့။နောက်စစ်ထဲဝင်ဝင်မလားစစ်မှုထမ်းမလားတရက်ကိုသိန်း90ပေးမယ်လို့ပြောပြီးစစ်တပ်ကလူလိုက်ဝယ်နေတယ်စစ်သားတွေလိုက်ဝယ်နေတယ်။ခင်ဗျားတို့ပြောတော့စစ်တပ်ကပေါ်ရဆွဲနေတယ်ဆို။ခင်ဗျားတို့ပြောတော့စစ်တပ်ကမြင်းမြန်တမရယောက်ျားမေးမနော်အိုကြီးအိုမအိုနာကျိုးကန်းကစမကြံပေါ်တာဆွဲနေတယ်ဆို။ဘယ်လိုပဲပြောခဲ့တာလေဘန်းလေးတို့ရန်ကုန်လိုမျိုးကြီးတွေမှာဆိုလို့ရှိရင်ညဘက်ဆိုဘယ်သူမှအပြင်မထွက်ရဲကြဘူးဆိုပွဲလန်းတပင်မသွားရဲချပါဘူးဆိုပွဲလန်းတပင်တွေသွားလို့ရှိရင်အပြင်မှာစစ်တပ်ကပေါ်လာဆွဲမှကြောက်လို့အိမ်ထဲကအိမ်ကြီးညမိုးချုပ်ချင်မထွက်ရဲကြပါဘူးဆို ခင်ဗျားတို့ပြောသူလဲစစ်တပ်ကပေါ်တာတွေအဲ့ဒီလိုမျိုးမြင်းမြင်းရကုန်လိုက်ဆွဲနေမှာဆိုရင်သိန်း900နဲ့အကုန်ခံပြီးဘာကြောင့်ပတ်စံပြီးဝင်နေမှာလဲစောက်ပိန်းနေရဲ့နောက်ကနီးပေါ်နီးပိန်းပေါင်းချုံမျိုးညီလို့ပြောရင်လည်းမကြိုက်ကြဘူးเนาะဆိုတော့ခင်ဗျားတို့အကြံပေးမယ်ထမင်းပြောင်းစားကြည့်အတွေးခွန်နည်းနည်းမြင်လာလိမ့်မယ် ်နော်စက်တက်ကနေပြီးတော့ပေါ်တာဆွဲပြီးနေမယ်တမယကိုပေါ်တာလိုက်ဆွဲနေတယ်တလောက်ကိုစက်မှုထမ်းက9000ဆိုပေမဲ့အဲ့ဒီလိုပေါ်တာဆွဲတဲ့အတွက်6000 8000ရပါတယ်ဆိုပြီးတော့ကလင်ကချင်းနဲ့တစ်ချိန်လုံးစက်တက်မုန်းကြီးပြောတာလေခင်ဗျားတို့ပဲခင်ဗျားတို့ဝါဒဖြန့်မှုကြောင့်ယုံမားပြီးတော့ကြောက်လန့်နေကြတဲ့ပြည်သူတွေကိုခင်ဗျားတို့နော်အကြောက်တရားနဲ့ခင်ဗျားတို့ဝါဒမိုက်တိုက်တယ်အခုကျတော့စက်တက်ကစိတ်ခွင့်နဲ့ပြီးပြီးတော့လိုက်ဝယ်နေတယ်လို့ပြောတာလေခင်ဗျားတို့ကျွဲဘေးတင်းကမယ်ဟမ်ဒီမင်းသမီးပေါ်တာဆွဲနေတယ်ဆိုတော့ဗက်စာကုန်ခံပြီးခွဲပြမလို့ဘူးအခုတရင်ချင်ညာနေပြီးတော့အဲ့ဒီလိုမျိုးနော်ပေါက်ပြလေးဆယ်ပြောတယ်တရင်သမားဆိုပြီးတော့တရင်သမားအမိခံထားတဲ့ပြည့်ပြည့်လေးဓာရီအစားမြမကြီးဘဲမှာရှိရင်ခင်ဗျားတို့ကစားပေါ်တာဆွဲလိုက်မယ် ဆိုတော့ဒီပြည့်ပြည့်မိတာရေးသမ ्या ကိုမျိုးစိဆောင်မဲ့ပြီးယုံနေကြတဲ့လူတွေကိုလည်းခင်ဗျားတို့ကိုပိုင်အုံနောက်လေးနဲ့စဉ်းစားချင်းချင်းကြပါစဉ်းစားနိုင်တဲ့အုံနောက်တွေခင်ဗျားတို့မှာရှိကြပါခင်ဗျားတို့မှာအမေမွေးလိုက်တဲ့ကအတိညာနေပါလာတဲ့ဒီအတိညာကိုကောင်းစွာအသုံးချပါနော်ချိုးရလို့ရှိတဲ့စစ်တပ်ကမိတ်ကလေးတွေလည်းပေါ်လာဆွေးနေကျမတို့စစ်တဲဝင်ကြလို့နိုင်ငံတော်မှာထားဆောင်ခြင်းကိုစည်ရင်ပေးထားတာတော့အခုထိအမျိုးသမီးစစ်မှုထမ်းတွေခေါ်ဖို့အစီအစဉ်မရှိပါဘူးလို့စစ်မှုထမ်းဒီကျမတို့သတင်းမှန်ပြန်ကြားရေးကိုလည်းတရားဝင်ထုတ်ပြောထားတယ်ဒီလိုထုတ်ပြောလိုက်တော့ပြည်ပြည်မိသားစုတစ်ဖက်နဲ့ပါပြောလို့ အမျိုးသမီးစမူထမ်းတွေကိုစင်ရဲကောက်နေနာမည်စင်ရဲကိုကောက်နေတာသူခေါ်နေတာမဟုတ်ဘူးဒီနောက်ခုကိုခေါ်ခေါ်ချာချာမပြောဘဲနဲ့အခုကနာမည်စင်ကောက်ပြီးလက်ဖြန်စစ်ထဲဝင်ရတော့မယ်ပုံစံမျိုးခင်ဗျားတို့ဝါးတာမိုက်တာနော်ကျတော့ပါစစ်တပ်ကပေါ်တာဆွဲပြီးတော့မိမေခင်ဗျားတွေပေါ်တာဆွဲနေတယ်ပြောတယ်ခင်ဗျားတို့ပဲစစ်တပ်ကနေပြီးတော့လူတယောက်ကိုတင်းခွနဲ့တင်းပေးပြီးဝင်နေတယ်ပြောတာလေခင်ဗျားတို့ပဲနော်ကျတော့ခင်ဗျားတို့ကိုယ်တိုင်ကဘာဖြစ်ရှင်နေကြတာလဲခင်ဗျားတို့ကိုယ်တိုင်ကဘာဖြစ်ရှင်နေကြတာလဲမြန်မာနိုင်ငံပေါ်မှာထားတဲ့ခင်ဗျားတို့ရဲ့စစ်တပ်ကဆိုတာပါလေကျွန်မမျိုးပေါ်ထုတ်မယ် Thank you